နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ဝင်နေစည်ရဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြီဟာဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူများလိုက်ပါပြီးဒီကနေ့မနက်ပိုင်းမှာနေစည်ရဝန်ကြီးဌာနရုံးမြေဧရိယာတွင်ရှိငရင်တန်ထိခိုက်ခန်းစားခဲ့ရတဲ့ဝန်ထမ်းများနဲ့ဝန်ထမ်းပေသားစုများအားယာယီပါရှာအဆောက်အဦများတို့အပိဓာတ်ပြောင်းရွှေ့နေရာချထားပေးမှုခြေနေများအားကြေရှုဆက်စပ်ရမှာပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ဟာယာယီပါရှာအဆောက်အဦများမှနေထိုင်တဲ့ဝန်ထမ်းနဲ့ဝန်ထမ်းပေသားစုများတောက်ရည်တန်းရရှိရေးအတွက်ရည်တန်းဆက်နဲ့အရာတန်းများ နေတိုင်းမဲ့ပရမယာအင်ယာယာယီပါရှာအစအုပ်တစ်တို့အားအမွေးနေသားများပတ်ပြန်ပွင့်လှစ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်ပြည်ထောင်စုဝန်ကြီးကဝန်ထမ်းများနဲ့ဝန်ထမ်းမိသားစုဝင်များကိုယခုကယာယီပါရှာအစအဦးအသစ်များမှာတတ်မှတ်ကာလအတွင်းအပိသက်ပြောင်းရွှေ့နေရာချထားပေးနိုင်ခဲ့မှုအလားတူထိခိုက်ပျက်စီးခဲ့တဲ့ရုံးအစအဦးများအစည်းအဝေးကမ္ဘာများရုံးခန်းများအစရှိသည်တို့ကိုလည်းအပြန်ပြန်လည်ပြုပြင်တည်ဆောက်နိုင်ခဲ့မှုယခုလိုအချိန်နဲ့တပြေးညီဆောင်ရွက်ပေးခဲ့မှုရဲ့စေတနာကိုသိရှိနားလည်ပြီးဝန်ထမ်းများအနေဖြင့်ယာယီအစအဦးများမှာထုတ်ပြန်ထားရှိတဲ့စည်းကမ်းချက်များနဲ့အညီစည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့်ရိုင်းပင်းကူညီတည်ထိုင်သွားကြရန်ရေမီမိန်လာများကို ကိုစနစ်တကျသုံးစွဲကြရန်ယာယီအစာဦးဧရိယာတွင်တန်ရှင်းတရားလှဖတ်ရေးအတွက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီးမိသားစုဝင်များ၏လိုအပ်ချက်များကိုမေးမြန်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည် အဲဒီနောက်ပြည်ထောင်စုဝန်ကြီးတဲ့အဖွဲ့ဟာယာယီအစအုပ်များတွင်ဝန်ထမ်းပေးသားစုများရဲ့ပြောင်းရွှေ့နေထိုင်စားသောက်မှုလျှက်စင်ပြီးတက်စင်ထားရှိမှုနှင့်ယာယီအစအုပ်ပန်လန်းများအားအမာခံလန်းအဖြစ်အဆင့်မြင့်တင်ဆောင်နေမှုအခြေအနေများကိုကြေရှုဆက်ဆီးခဲ့ပြီးလိုအပ်တာများမှာချားပြည့်စည်ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်ပြီးငရင်တန်ထိခိုက်ခံစားခဲ့ရတဲ့ဝန်ထမ်းများအားဖျားဆင်းတို့တော့ဘလင်နဲ့မြန်မာနိုင်ငံစီကုံတင်ကြီးများအသင်းဥက္ကဋ္ဌကလူရန်နဲ့စားသုံးစီပေးရခြင်းအခမ်းအနားကိုနေဆယ်ရဝန်ကြီးဌာနအေယာဝတီခမ်းမမှကျင်းပခဲ့ရာပြည်ထောင်စုဝန်ကြီးနဲ့စနေဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူများကငရင်တန်ထိခိုက်ခံစားခဲ့ရတဲ့အရာရန်အမှုရန်များအားပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။